ဒီနေ့မှာကျွန်တော်တို့အားလုံးနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့မေးခွန်းကြီးတစ်ခုကို attitude ဆန်းစစ်ကြည့်ချင်ပါတယ်။အဲဒါကတော့စင်ခေါ်မှုတွေနဲ့ပြည်နေတဲ့ဒီ20ရာစုမှာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ကဘာကြီးကိုဘယ်လိုရှေ့ဆက်တော့ကြမလဲဆိုတာပါပဲ။ကံကောင်းတာကကျွန်တော်တို့မှာလမ်းပြမေးပုံတစ်ခုကျွန်တော်တို့ကဘာကြီးအတွက်အစီအစဉ်တစ်ခုရှိနေနေမှာပြီ။ကဲအဲ့ဒီအစီအစဉ်ကဘာလဲဆိုတာအသေးစိတ်လေ့လာကြည့်ကြရအောင်။ဇီဝစင်ကေပြောင်းလဲမှုပညာရှင် EO Wilson ရဲ့ဒီစကားက ကျွန်တို့တို့ခေတ်အကျက်အတဲကိုထိထိမိမိပုံဖော်ထားတာပါသူကကျွန်တို့တို့ဟာကြောက်ခက်စိတ်ခံစားမှုများအလဲခေတ်အဖွဲစီများနဲ့နဖျားကဲ့သို့သောဤပညာများနဲ့အတူ27ရာစုတဲကိုရိုင်းနေနဲ့ဝင်ရောက်လာခဲ့ကြသည်လို့ဆိုပါတယ်ဆိုလိုတာကကျွန်တို့တို့ရဲ့ဤပညာတွေကအရှိန်အဟုန်နဲ့တိုးတက်နေပေမဲ့ကျွန်တို့တို့ရဲ့စိတ်ခံစားချက်ကြီးနဲ့အဖွဲစီတွေကတော့နောက်မှကျန်နေခဲ့တယ်ပေါ့ဒါဟာကျွန်တို့တို့ခေတ်အဓိကစင်ခေါမှုပါပဲ ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင် globalization ဆိုတာတကယ်တော့အတည့်အဆန်းတော့မဟုတ်ပါဘူးဒါဟာအပြောင်းအလဲကိုဖြစ်စေတဲ့အားတစ်ခု တနည်းပြောရရင်နီးပညာကြောင့်ဖြစ်ပေါ်လာတဲ့သားတော်နှစ်ဖက်လိုပါပဲတစ်ဖက်မှာတိုးတက်မှုကိုယူဆောင်လာတယ်လို့တစ်ဖက်မှာလည်းပฏิပက္ခလေးကိုမွေးဖွားပေးတတ်ပါတယ်ဒီချိန်မှတိုင်တွေကိုကြည့်လိုက်ရင်ပုံစံတစ်ခုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် ကျောက်ခေတ်ကမျိုးနဲ့ဆိုတဲ့ကနေစပြီးစက်မှုခေတ်ကကုလသမဂ္ဂချီနီးပညာတိုတက်မှုအစ်တတိုင်းဟာလူဖွဲ့စည်းပုံစံတစ်တီကိုဖန်တီးပေးခဲ့တယ်။ဒါပေမဲ့ကမ္မကောင်းစွာနဲ့ပဲပဋိဖက်ခပုံစံတစ်တီကိုပါတပတဲ့ယူဆောင်လာခဲ့တယ်။ဆိုတော့အဓိကနိယမကရှင်းပါတယ်။နီးပညာတစ်တီဟာတင်းမမှုအစ်တတီဖြစ်စေလို့ကိုကိုကိုစူးစီးကိုနီးလန်းတစ်တီကိုလည်းပေးစွမ်းခဲ့တယ်ဆိုတာပါပဲ။ဒါဆိုကျွန်တို့တို့ရဲ့ digital ခေတ်ကကိုပဲလို့လေစင်ခုံမှုတွေဟာအရင်ကတခါမှမကြုံဖူးရဲ့အတိုင်းအတာအထိကြီးမားနေပါတယ်။ ဥပမာအဆက်မတန်မြင့်တက်လာတဲ့မင်းကြီးများမှုတွေကြီးမားကျက်ပြန့်တဲ့ပဝန်းကျင်ပစ္စည်းမှုတွေနဲ့ကြီးမားတဲ့ပထဝီနိုင်ငံရေးဆိုင်ရာအန်တီရီတွေပေါ့ပဋိပက္ခပုံစံဟောင်းလေးသာဒီဘီခေတ်ရဲ့အဖြစ်ဆွမ်းအားကြီးတဲ့ဤပညာတွေနဲ့ပေါင်းဆက်သွားတဲ့ရင်အကျိုးဆက်ကကြောက်စရာကောင်းလောက်အောင်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့ဖြည့်ရှင်တဲ့အသည့်ကြီးကိုအရေးတကြီးလိုအပ်နေပါပြီအဲ့ဒီလိုအပ်ချက်ကပဲကျွန်တော်တို့ရဲ့ပထမဆုံးအဓိကအောင်မြင်မှုတစ်ခုစီကိုဦးတည်စေခဲ့ပါတယ်အဲ့ဒါကတော့ရေရှည်တည်တံ့သောဖြံပြိုးတိုးတက်ရေးပန်းတိုင်များ SDGs တွေပါပဲ။ဒါကိုကမ္ဘာလုံးဆိုင်ရာတာယာဝပြည့်ရဲ့အထက်ပေါင်းစည်းခဲ့တဲ့အကျဉ်းမြတ်တဲ့အစီအစဉ်တစ်ခု။ကျွန်ဤပြရရင်ကျွန်တော်တို့မျိုးဆက်ရဲ့လကပခွေကြီးချင်းတစ်ခုအဖြစ်မယူလို့ရပါတယ်။ကောင်းပြီ။ရေရှည်တည်တံတော်ဖွံ့ဖြိုးတိုးတက်မှုဆိုတာအတိအကျပါကိုဆိုလိုတာလဲ။ န်ဒါစီးပွားရေးတသက်ချမ်းသာဖို့တခုရဲကိုပဲအာယုံစိုက်နေတာနဲ့ယုံထက်ပြီးကနသုံးမြက်ကိုများတော့အောင်လို့ဆောင်တဲ့ပတ်ဆောင်ချင်းကမှုတခုဖြစ်ပါတယ်။အဲ့ဒါတွေကတော့စီးပွားရေးလူမှုရေးနဲ့ပတ်ဝန်းကျင်မှာအဓိကအနှစ်သာရကတော့ရှင်းပါတယ်။အနာဂတ်မျိုးဆက်တွေကကဘာကြီးကိုမပြည့်စည်စေပဲဒီကနေ့ရဲ့လွှဲချက်တွေကိုဖြည့်ဆည်းဖို့ပါပဲ။ဒီလိုကြီးကျယ်တဲ့အယူအဆကနေချင်းညချင်းပေါ်လာတာတော့မဟုတ်ပါဘူး။1989မှာအယူအဆတခုအဖြစ်စတင်ခဲ့ပြီး ကမ္ဘာအစိုးရရဲ့ဆွေးနွေးညှိနှိုင်းမှုတွေသဘောတူညီမှုတွေနဲ့ဆယ်စုနှစ်များစွာကြာပြီးနောက်မှာတော့2015ခုနှစ်မှာ SDGs 6ခုနှစ်ခုကိုတရားဝင်အတည်ပြုနိုင်ခဲ့တာပါဒါဟာအယူအဆတစ်ခုကနေလက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့ကမ္ဘာလုံးဆိုင်ရာလှုပ်ဆောင်ချက်အစီအစဉ်တစ်ခုဖြစ်လာတဲ့ခီးလမ်းပါပဲဒီပန်းတိုင်းစက္ကွန်ခုကအများကြီးလို့ထင်ရပေမဲ့တကယ်တော့သူတို့ကအတိတ်ကမှန်တိုင်ကြီးတုံးကူအောင်မှစူးစီးလို့ရပါတယ်ပထမတစ်ခုကစီးပွားရေးတာယာဝရပြောမှု ဒုတိယကလူမှုရေးပေါ်စီပါဝင်မှုတတိယကတော့ပဝင်းချေရေရှည်တည်တမ်းမှုတို့ပါပဲဒီမန်တိုင်၃ခုဟာအနာဂတ်အထွတ်စနစ်ချပေးပြည်ပြေဆောင်တဲ့လမ်းပြမေပုံတစ်ခုကိုပူပေါင်းဖော်ဆောင်ပေးပါတယ် DSDGs အစီအစဉ်ဘလောက်ရမန်းချက်ကြီးမှတည်းလဲဆိုတော့ကို GFK ရဲ့လက္ခဏာခီးစင်နဲ့ပတ်သက်တဲ့ကြော်ကြားတဲ့ main ခွန်းနဲ့နိုင်စင်ကြည့်လို့ရပါတယ်သူကရဲရင်ပြီးစိတ်အားထက်သန်စရာကောင်းတဲ့ပန်းတိုင်တစ်ခုအတွက်နိုင်ငံတစ်ခုလုံးကိုစုစည်းခဲ့တယ်လေ SDGs တွေဟာလည်းအလားတူပါပဲ ဒါပေမဲ့နိုင်ငံတကာနိုင်ငံအတွက်မဟုတ်ဘဲလူသားအလုံးအတွက်ပါဒါဟာကျွန်တော်တို့အလုံးအတူတကွပါဝင်နိုင်တဲ့စွန့်စားခန့်တစ်ခုပါပဲကောင်းပါပြီဘာလုပ်ရမလဲဆိုတဲ့ SDGs တွေရှိနေပြီဒါပေမဲ့အရေးကြီးတဲ့မိကုံးကဘလို့အောင်မြော်လုပ်ချမလဲဆိုတာပါပဲနောက်တစ်ပိုင်းကိုဆက်သွားပြီးအဲ့ဒီပိုင်းတိုင်းတွေကိုရောက်ဖို့ကုညီပေးနိုင်မယ့်တသက်ပြပြီးတာအုတ်ချုံမှုပုံစံတွေကိုလေ့လာကြည့်ကြအောင် အကောင့်တဲ့နမူနာတစ်ခုကတော့မြောက်ဥရောပနိုင်ငံဒီမှာအထူးအောင်မြင်ခဲ့တဲ့ Social Democratic တင်ဝစ်ပါပဲ။ဒါကိုအလဲအလက်လန်းစင်လွတ်ခေါ်နိုင်ပါရဲ့။သူကလွတ်လပ်တဲ့ဆဲကွက်အရင်ရှင်စနစ်စစ်လဲမဟုတ်ဘူး။နိုင်ငံတော်ကအကုန်ထိန်ချုပ်တဲ့စနစ်လဲမဟုတ်ပါဘူး။သူကဈေးခွက်စီးပွားရေးစနစ်ရဲ့အသာချက်တီကိုယူပြီးခိုင်မာတဲ့လူမှုကွယ်ဆောင်ရှောက်မှုတွေအခက်မဲ့ချက်မှရေးနဲ့ပညာရေးလို့အများပြည်သူဆ ਾਇ ယာဝန်ဆောင်မှုတွေနဲ့တွဲဖက်ထားတာပါ။ ဒါဟာဈေးကွက်ရဲ့တက်ကြွမှုနဲ့လူမှုရေးတရားမျှတမှုကိုမျှတအောင်လှုပ်ဆောင်တဲ့တည်တည်ပြားပြီးသားနီးလိုက်တစ်ခုဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့နေရာမှတစ်ခုကတော့ subsidiarity ပါ။နာမည်ကနည်းနည်းခက်တယ်လို့ထင်ရပေမဲ့သဘောတရားကတော့ရိုးရှင်းပါတယ်။ပြဿနာတွေကိုမှန်ကန်တဲ့အစ်စ်မှဖြေရှင်းဖို့ပါပဲ။ဥပမာ၊ကျောင်းတို့၊စီးခန်းတို့လို့ဒေတာဆိုင်ရာကိစ္စတွေကိုဒေတာအလိုက်အကုန်ဆုံးကြိုက်တွင်နိုင်ပါတယ်။နိုင်ငံတော်ကောက်ွက်ရေးလို့ကိစ္စတွေကြတော့နိုင်ငံတော်အဆင့်ချဉ်းကပ်မှုလိုအပ်တာပေါ့။ ဒါပေမဲ့ယာတီဥတုပြောင်းလဲမှုတို့ကယောဂါတွေလိုကဘာလုံးဆိုင်ရာစင်ခေါ်မှုတွေကိုတော့နိုင်ငံတနိုင်ငံတည်းနဲ့ဖြည့်ရှင်းလို့ဘလို့မှမရပါဘူး။အဲ့ဒီအတွက်ကဘာလုံးဆိုင်ရာပူပေါင်းဆောင်ရွက်မှုလိုအပ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကိုအထက်ကအတားစီတစ်ခုစီခေါ်ဆောင်သွားပါတယ်။ကျွန်တော်တို့မှာမှန်ကန်တဲ့ပန်းတိုင်တွေနမူနာပုံစံတွေရှိနေပေမဲ့အဲ့ဒါတွေကိုအကောင့်ထည့်ဖို့ရမယ်ကဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေကခင်မမိတော့ဘူးဖြစ်နေပါတယ်။အထူးသဖြင့်၂၀ရာစုကအဖွဲ့အစည်းဖြစ်တဲ့ကုလသမဂ္ဂကို ျွန်တော်တို့ရဲ့20တဲ့ရာစုကဘာအတွက်အဆင့်မြင့်တင်ဖို့ပြုပြင်ပြောင်းလဲဖို့လိုအပ်နေပါပြီ။ပြဿနာရဲ့အဓိက အချက်ကဒီမှာပါ။ကုလသမဂ္ဂရဲ့အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့လုံခြုံရေးကောင်စီကိုဖွဲ့စည်းခဲ့တာ1945ခုနှစ်တုန်းကပါ။အဲ့ဒီအချိန်ကစပြီးကဘာကြီးဟာအကြီးကြီးပြောင်းလဲသွားပြီမဲ့အာဏာဖွဲ့စည်းပုံကတော့အရင်အတိုင်းဒီပါပဲရှိနေတုန်းပါပဲ။ဒီစရာကိုတစ်ချက်ကြည့်လိုက်ပါ။အာနာနဲ့လက်တွေ့ဘဝကြာကွာရချက်ကတော်တော်လေးကိုထင်ရှားနေပါရဲ့။ စီဝိုင်းနဲ့လူဦးရေအရွယ်ဆရာကဘာတတရအကြီးဆုံးနိုင်ငံဖြစ်တဲ့အိန္ဒိယကလုံခြုံရေးကောင်စီမှာအများအားအဖွဲ့ဝင်နေရမရပါဘူးဂျပန်ဂျမနီဘရာဇီးလိုလိုနိုင်ငံကြီးတွေလည်းထုံနီးတူပါပဲဆိုတော့ရှင်းရှင်းပြောရရင်ကုလသမဂ္ဂရဲ့အာဏာဖွဲ့စည်းပုံဟာဒီကနေ့ကမ္ဘာအခြေအနေမှန်ကိုထင်ဟပ်မနေတော့ပါဘူးအထူးသဖြင့်အာရှတိုက်ကိုကြည့်လိုက်ရင်ဒီမညီမြမှုကပိုပြီးတော့တောင်းပြတာပါပဲ အာရှတိုင်းဟာကမ္ဘာလူဦးရေ60ရာခိုင်နှုန်းနေထိုင်ပြီးကမ္ဘာ GDP ရဲ့တဝက်နီးပါးကိုထိုးလို့ပြီးနေပေမဲ့လုံခြုံရေးကောင်စီမှအဖွဲ့ဝင်နေရာရဲ့20ရာခိုင်နှုန်းပဲရရှိထားပါတယ်။ဒါကဘာကိုပြနေလဲဆိုတော့ဒီစနစ်ကမြောက်အတ္တလန္တိတ်ဥဆောင်တဲ့ကမ္ဘာအတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးဒီနှစ်ခေတ်မှာကမ္ဘာစွန့်ရင်အားဘိုးအချက်ကပြောင်းလဲသွားခဲ့ပြီဆိုတာပါပဲ။ဒီစင်ခေါ်မှုတွေအားလုံးကိုကြည့်ပြီးတော့မင်းဆန်ရှိတာကလူသားမျိုးနွယ်အတွက်ဘုံအစီအစဉ်ကြီးခုဆိုတာတကယ်ပဲချစ်နိုင်ပါမလား။ ဒါကကျွန်တော်တို့ကိုနောင်ဆုံးနဲ့အရေးကြီးဆုံးအောင်မြင်မှုတစ်ခုစီကိုဥတည်စေပါတယ်။အဲ့ဒါကတော့ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့နိုင်ငံရေးပိုင်းဆိုင်ရာအောင်မြင်မှုပါပဲ။ပိုဂဟမင်းကြီးဖရန်စစ်ကဒီကျင့်ဝတ်ပိုင်းဆိုင်ရာဆိုင်ခေါ်မှုကိုလက်လောက်ပပပုံဖော်ခဲ့ပါတယ်။သူကအပြန်လမီခေါ်နေမှုကကျွန်ုပ်တို့ကိုပုံအစီအစဉ်တစ်ခုနဲ့တိကပါတဲ့အဖြစ်တွဲခေါ်ဖို့တာဝန်ရှိစေတယ်လို့မိန့်ကြားခဲ့ပါတယ်။ဆိုလိုတာကကျွန်ုပ်တို့ရဲ့နီးပညာစွမ်းရည်တွေကအယံမြင့်မားနေပြီမြင့်။အဲ့ဒါတွေကိုလူမှုရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာပြည်ထောင်နာတွေဖြည့်ရှင်းဖို့ထူးနိုင်စွမ်းကတော့ နောက်မှကျန်နေခဲ့တယ်လို့ထောက်ပြောခဲ့တာပါ။ဒါပေမဲ့မျှော်လင့်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ကမ္ဘာအထူးကဘာသာတရားတွေနဲ့အတွေးခေါ်ပညာရှင်တွေအားလုံးဟာရေရှည်တည်တံ့နဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်တဲ့အထူးကချင်းဝတ်တွေကိုမျှဝေခံစားကြရဲဆိုတာပါပဲ။ဥပမာရွှေကြီးမြလို့ခုံမကြိုက်တာကိုသူများအောင်မလုပ်ဖို့ရှင်ရဲတားတွေကိုဦးစားပေးဖို့နဲ့ကျွန်တို့တို့ရဲ့ကဘာကြွယ်ကိုဂရီးဆက်ဖို့လိုအပ်ချက်တွေပါ။ဒါကြောင့်ကျွန်တို့တို့အတွက်ဘုံကျင်းဝတ်ဆိုင်ရာအခြေခံကအဲ့ဒီမှာရှိပြီးသားပါ။ဒါဆိုဘာကအနောက်ရဖြစ်စေနေတာလဲ အဖေကတော့နိုင်ငံရေးပါ နာဇီခေါင်းဆောင်ဟာမန်ဂိုရန်ရဲ့ဒီစကားကကြောက်စရာကောင်းလောက်အောင်ဖတ်နေတာပါလူတွေကိုအုံချကတဲ့နိုင်ငံရေးသမားတွေဟာကျွန်တော်ရဲ့ပုံရက်တီချက်ကိုဘလောက်လွလွကူကူဖြည့်ဆည်းနိုင်တယ်ဆိုတာကိုပြနေတာပါသူကလူတွေကိုစစ်ထက်ဆွဲခေါ်ဖို့လွယ်တယ်သူတို့တိုက်ခိုက်ခံရတယ်လို့ပြောပြီးငင်းချမ်းရဲ့လော်လာဗူတွေကိုမျိုးချစ်စေမရှိဘူးလို့ရှုတ်ချလိုက်ရုံပဲလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုအစိုးမင်ဝါဒကိုတံပြန်နိုင်တဲ့အင်အားလည်းရှိပါတယ်။ ကျူပါတုံးချီအရေးခင်ပြီး1963ခုနှစ်မှာ JFK ကကျွန်တော်တို့အားလုံးများဝယ်ခန်းစားရတဲ့အရာတွေကြောင်းပေါင်းစည်းညီညွတ်ပြီးမျှော်လင့်ချက်ရှိတဲ့တရင်စကားတစ်ခုကိုပေးခဲ့ပါတယ်။အဆုံးစွန်တော့သုံးသက်ချက်အရာကျွန်တော်တို့ရဲ့အခြေခံအကြုံဆုံးပုံဆက်သွယ်မှုကကျွန်တော်တို့အားလုံးဒီသင်ငယ်တဲ့ကဘာကျွပေါ်မှာနေထိုင်ကြတာပါပဲ။ကျွန်တော်တို့အားလုံးတွင်ညီတဲ့လေကိုရှုစိုက်ကြတယ်။ကျွန်တော်တို့အားလုံးကလေးတွေရဲ့အနာဂတ်ကိုတောင်းပန်ထားကြတယ်။ပြီးတော့ကျွန်တော်တို့အားလုံးဟာအသင်မျိုးတွေပါပဲတဲ့။ ဒါကပဲကျွန်တို့ကိုနောက်ဆုံးအရေးကြီးဆုံးမေးခွန်းတစ်ခုနဲ့ထားခဲ့ပါတယ်။ကျွန်တို့မှာ SDGs လို့ခေါ်တဲ့အစီအစဉ်တစ်ခုရှိနေပြီ။ယဉ်ကျေးမှုတွေ၊ဘာသာတရားတွေအကြောင်းမှမျှဝေခန်းစားနိုင်ရဲ့ပုံကျဝတ်တွေလည်းရှိနေပြီ။အခုတကယ်စံတတ်မှုကတော့ကျွန်တို့ရဲ့နိုင်ငံရေးကအဲ့ဒီနာကိုလိုက်မီနိုင်ပါမလားဆိုတာပါပဲ။ဒါဟာကျွန်တို့မျိုးဆက်ရဲ့အဆုံးဖြတ်ပြီးမယ့်အကြီးမားဆုံးစင်ခေါ်မှုပါပဲ။